ထရန့်ယူကရိန်းကအဆက်မပြတ်ဆက်လက်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။အပြန်အလှန်အဖြစ်လည်းယူကရိန်းကိုရုရှားက drone အစင်းရဲ့ယာဉ်နဲ့ချီနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွေတွင်မှာအနည်းဆုံးလူနေဆဲသေပြီးဒါဇင်နဲ့ချီတန်းရတယ်လို့ဆိုပါတယ်။ယူကရိန်းတောင်ဝန်ရှိသူတွေဆိုရရုရှားရဲ့တိုက်ခိုက်မှုကြောင့်တညာတွင်ယူကရိန်းရဲ့ဒေသအများပြားမှာလူအနည်းဆုံး20လောက်သေဆုံးခဲ့ပါတယ်။အဲ့ဒီထဲမှာ Donetsk, Kharkiv ဒေသတွေပါဝင်ပါတယ်။ ဒိုနက်ဆက်ဒိုဘရိုပီလီယာမှာတိုက်ခတ်မှုကြောင့်နေအိမ်ရှစ်လုံးနဲ့အုပ်ချုပ်ရေးအဆောက်အုံတစ်ခုပျက်စီးခဲ့ပါတယ်။ဒီဖြစ်ဟာသမ္မတထရန့်ကရုရှားဟာယူကရိန်းကိုစစ်မြေပြင်မှာပြေဝထိုးနှက်နေတယ်လို့ပြောပြီးရုရှားဘက်ကကြီးစားပိတ်ဆို့အရေးယူမှုနဲ့အခွင့်အရေးချမှတ်ဖို့အလေးနဲ့စဉ်းစားနေတယ်လို့ပြောကြားပြီးနောက်မှာဖြစ်ပေါ်လာတာပါ။အမေရိကန်ကယူကရိန်းရဲ့ဂျိုရုပုံရင်တွေရယူခွင့်ကိုကန့်သတ်ထားပြီးစစ်ရေးနဲ့ထောင်ရင်းအကူအညီတွေကိုလည်းရပ်ဆိုင်းထားပါတယ်။ယူကရိန်းကလည်းရုရှားကိုဆက်လက်ပြစ်မှတ်ထားနေပြီး ရုရှားကဝေဝန်ကြီးဌာနအဆိုအရတညထဲမှာယူကရိန်း drone အစင်30ဒဇင်ကိုဂျားဖြတ်ပစ်ချခဲ့တယ်ဆိုပါတယ်။ပြီးခဲ့တဲ့တောက်ကြနေနောက်ပိုင်းမှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုဟာယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအန်ဒရီစီဗီယာနဲ့ဖုန်းပြောပါတယ်။ဖုန်းပြောစဉ်တွင်မှာမာကိုရူဘီယိုဟာသမရထရန်ဟာရုရှားယူကရိန်းစစ်ပွဲကိုတက်နိုင်သမျှအမြန်ဆုံးဆုံးသက်ဖို့တန်လင်းထန်ချထားတယ်လို့ဆိုပါတယ်။မာကိုရူဘီယိုဟာ၃နှစ်ကြာစစ်ပွဲကိုအမြန်ဆုံးသက်ဖို့ထရန်ရဲ့ရည်မှန်းချက်ကိုလေးပေးပြောခဲ့ပြီးပါဝင်သူအလုံးကရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုရဖို့ အဆင့်အဆင့်လှုပ်ဆောင်ရမယ်လို့ပြောပါတယ်။ဒါ့အပြင်ဥရောပရဲ့နိုင်ငံခြားရေးဝန်ထမ်းအကြီးအကဲကာဂျာကဲလက်စ်ကရုရှားရဲ့တညတော်ယူကရိန်းကိုတိုက်ခိုက်မှုဟာပြောရမယ်ဆိုရင်တော့ပူတင်ဟာငြိမ်းချမ်းရေးကိုစိတ်ဝင်စားဖို့ဆိုတာအတီလင်းပြသလိုက်ကြပဲလို့ဆိုပါတယ်။ရုရှားတို့ကြီးတွေကယူကရိန်းဘက်မှာအဆင်မပြတ်ကြားရောက်နေပြီးတေဆုံးမှုနဲ့ပြည့်စုံမှုတွေပုံဖြစ်စေပါတယ်။ပူတင်ဟာငြိမ်းချမ်းရေးကိုလုံးဝစိတ်ဝင်စားဖို့ဆိုတာ သက်သေပြနေတယ်လို့ကာဂျက်ကယ်လက်စ်ကပြောပါတယ်။ကာဂျက်ကယ်လက်စ်ဟာအက်စတိုနီးယားရဲ့ဝန်ကြီးချုပ်ဟောင်းနဲ့ဥရောပကော်မရှင်ဒီမိုကရက်ဖြစ်ပြီးသူကတော့ဒီစီးရေးထောက်ပံ့မှုကိုတိုးမြှင့်ရပါမယ်။မဟုတ်ရင်ယူကရိန်းရဲ့သားတွေပို့ပြီးတော့အသက်နဲ့ပေးဆက်ရမယ်ဆိုပြီးတော့စစ်ပွဲကို အတိအလင်းထောက်ခံထားတာပဲဖြစ်ပါတယ်။ဒါအပြင်ယူကရိန်းစစ်ပွဲကိုအမြန်ဆုံးတက်ဖို့အတွက်အမေရိကန်နဲ့ပြင်သစ်ထိပ်တန်းကိုယ်စားလှယ်တွေကြားဆွေးနွေးနေတယ်လို့လည်းသိရပါဗျ။ဝါရှင်တန်ရဲ့ထိပ်တန်းတန်တမန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီဟော ပြင်သစ်နိုင်ငံဂျာယီဝန်ကြီးကိုဖုန်းနဲ့ဆက်သွယ်ပြီးစစ်ပွဲအဆုံးသတ်ဖို့ရည်စွန့်နေကြတဲ့အောင်အမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါလိမ့်တကယ်တော့ပြောရမယ်ဆိုရင်တော့ဥရောပသမဂ္ဂမှာအမေရိကန်နဲ့ဆက်ဆံရေးကောင်တာဟာပြင်သစ်ပဲဖြစ်ပါတယ်နောက်ပြီးတော့ယူကရိန်းရေးမှာပြင်သစ်ကလည်းဂျာဝင် ဆောင်ရွက်နေတာဖြစ်ပါတယ်ပြင်သစ်သမ္မတကသူကပူတင်နဲ့လက်ဆက်ဆံရေးကောင်တခုကိုပန်ဆိုင်ထားပါတယ်ဒါကြောင့်ပြင်သစ်ကလည်းအခင်အားကြတဲ့အနေအထားကိုရောင်းနေတာပဲဖြစ်ပါလိမ့်စည်းစံညိနှိုင်းမှုတွေကတစဉ် တရားမျှတပြီးတော့ရေရှည်တည်တဲ့ညင်ချင်းရဖို့သမ္မတထရန့်ရဲ့တန်လိမ့်ထံကိုမကိုရီဘီယိုကဖုန်းနဲ့ကနေလေးပြီးပြောကြားခဲ့တယ်ဆိုပါလေ။ American ဟာပြင်သစ်နဲ့ဆက်လက်တွဲသွားမှာဖြစ်ကြောင်း American နိုင်ငံခြားရေးဝန်ကြီးဌာနကဖျော့ပါလေ။ပြင်သစ်သမ္မတ Macron ဟာမကြသေးမီကအင်မီရိုကိုတောင်းပြီးသမ္မတထရန့်နဲ့တွေ့ဆုံခဲ့ပြီးဖြစ်ပါလေ။အဲ့တော့ထရန့်ရဲ့စကားများခဲ့တဲ့ယူကရိန်းသမ္မတဇလန်စကီကိုမက်ခရွန်ပါဝင်ဥရောပကောင်စုံတွေကဝန်ရံပေးခဲ့ပေမဲ့ရုရှားယူကရိန်းစစ်ပွဲစီ သူတို့ရဲ့ချင်းကပ်မှုနဲ့ဥရောပလုံခြုံရေးဟာအမေရိကန်သမ္မတအပေါ်အလွန်အမင်းမိခိုနေရတော့မှဖြစ်ပါလေ။ယူကရိန်းစစ်ပွဲပြစ်ခတ်ရစေးရင်းနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်မရမချင်းရုရှားအပေါ်ဗန်လုံငန်းနဲ့စီးကြက်ခွန်တွေပါဝင်တံခဲပိတ်ဆို့မှုတွေပြင်းပြထန်ထန်ချမှတ်ဖို့စဉ်းစားနေကြောင်းသမ္မတထရန့်ကပြောထားတာပဲဖြစ်ပါလေ။